ဟယ်လိုအားလုံးမင်္ဂလာပါဒါကဒရင်ယုံတင်တာလဲကြာပြီဆိုတော့ဒီနေ့အကျိုးရှိစေမဲ့ဗီဒီယိုလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်။အဲကတော့ကျွန်တော် Facebook account နဲ့ပတ်သက်တဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ဗျ။အဲကျွန်တော်တို့အနေနဲ့ Facebook ကိုအကြောင်းမျိုးကြောင့်ဖြစ်ချင်တာပဲဖြစ်ဖြစ်အဲတော့ယာယီပိတ်ထားချင်တာပဲဖြစ်ဖြစ်အခုပြောပြထားတဲ့နေလန်လေးတိုင်းတုံ့ပြန်လို့ရပါတယ်။အဲဒီဗီဒီယိုကတော့ဒီဒီရဲ့တွေအတွက်ရည်ရွယ်ပါတယ်ဗျ။ โอเคပထမဆုံးအနေနဲ့ကျွန်တော်စတင်နေကိုဝင်လိုက်ပါစတင်နေကရင်ဝင်ပြီဆိုလို့ရှိရင်တော့အခုလိုမျိုးတွေ့ရပါလိမ့်မယ်အဲပတ်စင်းနေဒီတီးနေပေါ့နော်ပြီးရင်ကျွန်တော် account ownership ကိုရေးဖြည့်ပေးလိုက်ပါအဲဒီနေရာမှာတော့ကျွန်တော်နှစ်မျိုးရှိပါတယ်ဒီ activate or delete ဆိုတာလည်းရှိပါမယ်အဲ့ဒါရှိရတဲ့နေရာမှာ password တောင်းတာယူပါရရှိနေမယ်ဗျ password တောင်းရင်တော့ Google Facebook account ကိုထည့်ပေးလိုက်ပါ။အ မြန်မာဒီအဒီပိတ်ကောင်းကတော့ကျွန်တော်ယာယီပိတ်တာပြီးပြီးတော့မှ delete အကောင်းကတော့ကျွန်တော်ဟောရတပံပိတ်တာပေါ့နော်အကောင်းဖြစ်တော့ပေါ့ကျွန်တော်ကတော့ဒီယာယီပိတ်တဲ့နီလန်းနဲ့ပဲပြန်ပြီးထားပါပဲတလီရတော့ကိုယ့်ရဲ့အကောင့်ကိုဒါမတုံးကျင်တာပဲဖြစ်ဖြစ်အကောင့် hack ခံရတာပဲဖြစ်ဖြစ်ပေါ့နော်ဟောတုံးကျင်တဲ့အခါမျိုးမှာဒီနီလန်းတိုင်းတုံးလို့ရပါတယ် ဒါကကျွန်တော်ခုခုရေးချပြီးဆိုလို့ရှိရင်တော့ကျွန်တော်အနေနဲ့ဒီ content တွေကိုဆက်နေပြလိုက်ပါဒီနေရာမှာကိုယ့်ရဲ့ account က pay တွေဖွင့်ထားတယ်ဆိုလို့ရှိရင်အဲ့ pay တွေပါကျွန်တော်ပျောက်တော့ message တော့ကိုယ့်ကိုဖြတ်ပြီးထားတာပါအဲ့ဒါတော့ဒီ resolution နဲ့ content တွေကိုဆက်နေပြလိုက်ပါဒီရှင်ကိုရဲ Facebook password ထည့်ပေးရမှာမယ် အတီးပြူဖို့တော့ကျွန်တော်အဲကိုရဲ့ table password ကိုလည်းထည့်လိုက်ပါအဒီနေရာမှာဘာကြောင်းဒီကို Facebook account ကိုပိတ်ချင်တာလဲဆိုတော့ reason လေးကိုရေးချက်ပြီးခိုင်းနေပါတော့အဲဒီနေရာမှာတော့ကိုရဲ့ account ကိုဘာယာယီပဲဆိုလို့ရှိရင်တော့ပေါ်ကားကျွန်တော် temporary ဆိုတာလေးကိုရေးချက်ပြလိုက်ပါအပြီးပိုင်းဖြစ်တဲ့နေရာပိုင်းဆိုတော့အောက်က အကြောင်းအကြောင်းရွေးချယ်ပေးလိုက်ပါတော့နော်အခုအကောင့်အကန့်ရတာဖြစ်နေတယ်မတုံးကျင်တော့ဘူးဆိုရင်ဒီအမေရွေးချယ်ပေးလိုက်ပါတော့အဒီနီယာမှာခုရှိရာကျွန်တော်ကအကောင့်ဖိလိုက်တဲ့အခါမှာကျွန်တော် Messenger ကိုစစ်တုံးကျင်လာကျွန်တော်ဟောထားကျင်လာရွေးချယ်ပေးခိုင်းတာပေါ့နော်နောက်တစ်ခုကလည်းဒီဟိုအကောင့်ကိုဘယ်လောက်ကြီးဖိတ်မှာလဲပေါ့နော် is the bad la တော့တော့ကိုခြိုက်တဲ့အချိန်မှပြန်လာလို့မလာပါတော့နော်အဲရစ်ကတော့ဘာလို့ရွှေရွှေလေးလိုက်ပါတော့ကိုထားခြင်းနဲ့အချိန်လေးကန်တက်ရှိပါတယ်အဲ့လိုမျိုးအကန့်ထားခြင်းနဲ့ဆိုရင်တော့အောက်ဆုံးမှာကျွန်တော်ရွှေရွှေပြလိုက်ပါကျွန်တော်က1 day တက်ထားပေးပါတယ် ဒီပေါ့နော် don't read activate automatically ဆိုတော့အားလည်းရွေးချယ်ပြလိုက်ပါဒီနေရာမှာတော့ကျွန်တော် 1D နဲ့ပဲပြပြထားရအောင် Okay ဒီနေရာမှာကျွန်တော်တခုပြောချင်တာကဒီ Messenger ကိုစစ်သုံးပါလားအဲ Messenger ကိုတခါရဲ့ပိတ်ပါလားပေါ့နော် Messenger သုံးမယ်ဆိုရင်တော့ Messenger အနေနဲ့ဒီ continuous using Messenger မှာအမှန်ကြီးလေးချိန်ပေးထားလဲပေါ့နော်မသုံးဆိုလို့ရှိရင်တော့အမှန်ကြီးရှာမလို့ပါဘူး မဖြစ်ဘူးဆိုရင်တော့ကျွန်တော်အဲ့ messenger ပါဒီအဲပိတ်ထားတဲ့အနေထားရောက်တော့ပေါ့နော်အားလုံးပြေးကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီ delivery my account ဆိုတာလေးကိုနေပေးလိုက်ပါနေပြီးပြီရှိပါလားကျွန်တော်အကောင့်ကလောက်အောက်ထွက်တော့မှာပဲဖြစ်ပါရင်ဗျာလောက်အောက်ထွက်ပြီးကျွန်တော်ဒီပြန်ဝင်ခြင်းတဲ့အချိန်ခါဆိုလို့ရှိရင်လည်းကိုယ့်ရဲ့အကောင့်ကိုဒီပုံမှန်အတိုင်းအဲ password လေးထည့်ပေးလိုက်တာနဲ့ပုံမှန်တိုင်းပြန်လဲသုံးပြုလို့ရမှာဖြစ်ပါတယ်။အားလုံးအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော် channel လေးကိုလည်း like and subscribe လုပ်ထားပေးဖို့တောင်းဆိုပါတယ်။